ပညာရှင်လို့ခေါ်ကြတဲ့ပမောက္ခကြီးတွေတောင်မှပဲရှိအုံနောက်ကိုစိတ်လို့ခေါ်တာတွေရှိသေးတယ်နော်မှန်ပါပါဘုရားဘုန်းကြီးတို့တို့ပြီးခဲ့တဲ့မေလကဟိုဥရောပဂျာမနီနိုင်ငံသားကဩစတြေးလျဆိုတဲ့နိုင်ငံရှိတယ်အဲ့ဒီဩစတြေးလျဆိုတဲ့နိုင်ငံမှာဗီယင်နာတက္ကသိုလ်မြန်မာပြည်မင်းနှုံမင်းခေတ်လောက်ကတည်ထားတဲ့တက္ကသိုလ်ကြီး မတန်ရှိကြတယ် နာမည်လည်းတော့ကြီးတယ်မှန်ပါပါဗျာအဲ့ဒီတကယ်တူကထွေးချွန်တဲ့ပမောက္ခကြီး၉ရောက်နိုဘယ်ဆုရထားတာရှိတယ်အမတန်ထူးခြားတဲ့ပမောက္ခကြီးပညာရှင်ကြီးတွေအဲ့တကယ်တူကမွေးထုတ်တကယ်တူဆောင်းကြီးရလည်းအမတန်ကြီးတယ်အဲ့ဒီတကယ်တူကြီးကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကဘုန်းကြီးတို့ဖိတ်တယ်ဘုန်းကြီးတို့လည်းအချိန်မပေးနိုင်တာနဲ့ဒီနှစ်တော့မေလာထဲမှာ 20ရက်နဲ့21ရက်အဲ့ဒီမှာတပည့်တမစိတ်အကြောင်းဟောပြောမှု ဖိတ်တာနဲ့အဲ့ဒီသွားပြီးတော့စိတ်ကြောင်းသွားဟောပြောတယ်လူကတော့သိပ်မများပါဘူးလူ20လောက်ပဲရှိပါတယ်လာတက်တဲ့လူတွေကတော့ပမောက္ခကြီးတွေတို့အဲ့တက္ကသိုလ်မှာဆရာလုံးနေတဲ့ပုံကိုယ်တွေများတယ်သူတို့ဘာသာကတော့ သူတို့ယုံကြည်တဲ့ဘာသာရေးကတော့အလုံးသိတဲ့အတိုင်းခရစ်ယာန်တွေပဲများပါတယ်အဲ့ဒီမှာဘုန်းကြီးကမိန်းကောင်းတစ်ခုမေးတယ်စိတ်အကြောင်းကိုဟောပြီးတော့စိတ်ဆိုတာဘယ်နေရာမှာရှိသလဲလို့ identify လုပ်နိုင်သလားလို့ စိတ်ဆိုတာအခုစိတ်လို့ပြောလိုက်ရင်လေစေတသိက်ပါတယ်ဆိုတာကိုနားလည်ထားကြနော်မှန်ပါပါဗျာစိတ်စေတသိက်ခွဲခြားပြီးတော့ပြောတဲ့အခါမှသာစိတ်နဲ့စေတသိက်တခြားစီလို့ဒီလိုမှန်မှန်ပါပါဗျာလူတွေပြောနေတဲ့ငါစိတ်ဆိုးတယ်တို့စိတ်မကောင်းဘူးတို့စိတ်ညစ်တယ်တို့ပြောတာစေတသိက်တွေနဲ့တွဲပြောနေတာမှန်ပါပါဗျာဒါကတော့လူသဘာဝပဲလीလူတွေကစကားပြောတဲ့အခါအကုန်လုံးပဲပြောမလဲတစ်ခုပဲပြောတာပေါ့ ကိုစားနေတဲ့ဟင်းနေတောင်မှအကုန်ပြောတာဟုတ်ကဲ့လားဟုတ်ပါဘူးပြောဘူးဘိုင်းနဲ့စားတော့စက်သားဟင်းနဲ့စားတယ်စက်သားပဲနာမည်တက်တယ်စက်သားတစ်ခုတည်းတော့မဟုတ်ဘူးအဲ့ထက်မှစက်သွန်လည်းပါတယ်စီလည်းပါတယ်စားလည်းပါတယ်ဟိုဟာဒီဟာတွေမပါဘူးလားပါပါတယ်ပြည်လားချင်းတို့ပါလို့မပါဘူးလားပါပါတယ်ပြည်လားအဲ့တော့မိဖို့ကြောင့်မှဒါတွေအများကြီးဒါပဲပြောလိုက်ရင်စက်သားဟင်းပဲတစ်ခုတည်းပဲပြော ကျက်သားလို့ပြောတယ်နော်မှန်ပါပါဗျာကျက်သားကြီးမဟုတ်ဘူးအနည်းဆုံးစားလေးတော့ပိုင်အောင်မှန်ပါပါဗျာထဲ့မပြောဘူးလူလေအဲ့ဒီလူပဲအောင်းမိပါ စကားပြောတဲ့အခါမှာသူကအကုန်ပြောတာမဟုတ်ဘူးတခုပဲပြောတာဒါလူဘောဟာရဒီတိုင်းပဲနော်မှန်ပါပါဗျာအဓိကအတခုကိုပြောလိုက်တယ်အေးဒီမှာလည်းပဲစိတ်လို့ပြောလိုက်ရင်စေတသိက်လည်းပါတယ်လို့ တခါတခါနံလို့ပြောလို့ရှိရင်စိတ်စေတသိက်နှစ်ခုပေါင်းပြောထားတယ်လို့စိတ်လို့ပြောရင်လည်းစိတ်စေတသိက်နှစ်ခုပေါင်းပြောတယ်လို့ဒီလိုမှတ်သေးတယ်မှန်ပါပါဗျာစာပေဆိုတာသုံးတဲ့နေရာကိုကြည့်ပြီးတော့စကားလုံးကိုအတိပဲသတ်မှတ်ရတခါတခါစိတ်လို့ပြောလိုက်တဲ့အချိန်မှာတမာတိကိုယူရတဲ့နေရာမျိုးလည်းရှိသေးတယ်နော်မှန်ပါပါဗျာအေးဒါကြောင့်မို့လို့ကဲလူရဲ့စိတ်ဟာ ဘယ်နေရာမှာရှိနေတာတုံးလို့မေးလိုက်တော့အဲ့ထဲက psychology ဘာမောခတ်တယောက်ပါလားသူကပြောလို့ဆိုအုံနောက်ထိုင်းမှာရှိတယ်တဲ့အုံနောက်ထိုင်းမှာရှိတယ်လို့သူကဖြေလိုက်တော့ဘုန်းကြီးကအဲ့ဒါဆိုလို့ရှိရင်လို့စဉ်းစားကြည့်ပါလို့စိတ်ဟာတကယ်ပဲအုံနောက်ထဲရှိနေသလားမရှိဘူးလားဆိုတာ ဒီလိုဆိုရင်ဥပမာလေးတစ်ခုပြောအောင်လို့ဂီတာထဲမှာအတန်ဆိုတာရှိနေသလားလို့ဒီ musical instrument တစ်မျိုးဖြစ်တဲ့ဂီတာထဲမှာအတန်ရှိနေလားဆိုမရှိဘူးဟုတ်ပါဘူးအေးအဲ့ဒါမရှိတယ်လို့အုံနောက်ထဲမှာလည်းစိတ်ရှိနေတာမဟုတ်ဘူးလို့အဲ့လိုပြောလိုက်တော့ ုန်းကြီးသူ့မေးလိုက်တာထော်တော်ကန်းလန့်တဘောမျိုးဖြစ်သွားလို့ပြန်ပြီးတော့စဉ်းစားကြည့်ကြရအောင်လို့ဆိုပြီးတော့တဖြည်းဖြည်းပြောပြီးနောက်ဆုံးကြတော့သူတို့ကအုံနောက်ဟာအုံနောက်ကိုပဲစိတ်လို့ယူဆတာဟုတ်နော်မှန်ပါပါဗျာအုံနောက်ရဲ့လှုပ်ရှားမှုတွေကိုပဲစိတ်လို့ယူဆတာဆိုတာကိုနောက်တော့သိတယ်နောက်ပိုင်းကြတော့ဘုရားအဘိဓမ္မာအရစိတ်ဆိုတာဟာရှိနေတာမဟုတ်ဘူး မိချစ်ဖူးထဲမှာမီးရှိမနေဘူးသို့တော့အကြောင်းဆုံးတဲ့အခါမှာမီးလေးပေါ်လာတယ်လို့ပဲဂီတာထဲမှာအတန်နေရှိနေတာမဟုတ်ဘူးတိခတ်လိုက်တယ်ဆိုတော့အကြောင်းဆုံးတဲ့အခါမှာအတန်လေးပေါ်လာတာလို့အဲ့ဒီဥပမာလေးတွေနဲ့ရှင်းပြီးတော့ပြောတဲ့အခါကျတော့နောက်ပိုင်းတော့အဲ့ဒီ psychology ဗမောက္ခရဲ့သူတို့ psychology အယူအဆနဲ့ဘုရားအယူအဆမတူညီဘူးဆိုတာလေးကိုသူသဘောပေါက်သွားတယ်မှန်ပါပါ နောက်ပိုင်းတော့ဘုန်းကြီးကသူ့ကိုအထူးအားဖြင့်ဝမ်ပန္တတာနှုတ်ဆက်ပြီးတော့ပြောသူလည်းဝမ်ပန္တတာဖြစ်သွားပထမတော့ဒီလိုအတိုင်းဝိုင်းမှာမေးလိုက်တော့သူအားအသင့်သွားကြောင်သွားတယ်ပေါ့အတန်းမရှိဘူးဆိုလို့ရှိရင် အုံနောက်ထဲမှာလည်းပဲစိတ်မရှိဘူးဆိုတဲ့အဖြေဖြစ်သွားတာနော်ကဲတကယ်ကတော့မရှိဘူးဒါပေမဲ့လူတွေကထင်နေတယ်စိတ်ဟာအမြဲတမ်းကိုယ်ထဲမှာရှိနေတယ် ုံနှောက်ထဲမှာရှိတယ်သူနှလုံးသားထဲမှာစိတ်ဟာရှိနေတယ်လို့ဒီလိုပဲအားလုံးကထင်နေကြတယ်သူတို့ဗုဒ္ဓရဲ့အဘိဓမ္မာအရာစိတ်ဆိုတာရှိနေတဲ့အရာမဟုတ်ဖြစ်နေတဲ့အရာသာဖြစ်တယ်လို့ဒီလိုပြောမှန်လားဗျာဥပမာတော့လေဝိသုဒ္ဓိမေမှာဥပမာပေးထတာအတန်နဲ့ပဲဥပမာပေးထတာကဲအားလုံးအသိပဲစီကိုတီးလိုက်ရင်စီတံမထွက်ဘူးလားစီတံထွက်ပါတယ်ပြအဲ့ဒီစီတံဟာဘယ်နှမှာ ရှိနေတာတော့ဘယ်နှမမရှိဘူးเนาะမှန်ပါပါရှိနေတာမဟုတ်ဘူးသို့တော့လက်နဲ့စီနဲ့တိခတ်မှုဆိုတဲ့အကြောင်းတရားတွေပေါင်းစုံလိုက်တဲ့အခါစီတံလေးပေါ်လာတယ်မှန်ပါပါဒါပဲစောင်းတည်ရင်လည်းထို့အတူပဲလက်နဲ့စောင်းကြိုးနဲ့ထိပြီးတိခတ်လိုက်တဲ့အခါမှာစောင်းတံပေါ်လာတာလေမှန်ပါပါ လိုဖို့ဆိုလို့ရှိရင် စောင်းထဲမှာဒီအတန်သွင်းထားမယ်ဆိုလို့ရှိရင် ဖွင့်လိုက်မယ်ဒီအတန်သွင်းထားမယ်ဆိုလို့ရှိရင်ဥပမာပဲကက်ဆက်သွင်းထားတာလို့ဆိုရင်တတန်နဲ့ပဲထွက်မှာပဲတမျိုးတည်းပဲထွက်မှာပဲပထမလောက်ထားတဲ့အတန်မျိုးပဲနောက်ထပ်ဟိုရင်းပေါ့ထူးထူးဆန်းဆန်းလောက်ပြီးတော့အတန်ဆုံးထွက်အောင်တီးလို့ရမှာမဟုတ်ဘူးမှန်ပါပါဟုတ်ကဲ့လားမှန်ပါပါအဲ့တော့အဲ့လိုမဟုတ်ဘူးကြိုက်တယ်လို့အတန်လေးမျိုးစုံရအောင်တီးနေကြတာလေ ဒီသချင်းသွားနဲ့တည်ရင်ဒီအတန်ထွက်တယ်ဟိုသချင်းသွားအလိုက်တည်ရင်ဟိုအတန်ထွက်တယ်ဟောအကယ်၍သာဒီအတန်တွေဟာ install လုပ်ထားတယ်ရှိနေတယ်ဆိုလို့ရှိရင်ရှိနေတဲ့အတန်ပဲထွက်မှာပဲအမျိုးစုံထွက်ဖို့ဖြစ်နေတယ်မှန်ပါပါဘုရားဒါကစဉ်းစားစရာတစ်ခုပေါ့လက်တွေ့ကြကြစဉ်းစားရတယ်ဘုရားရဲ့တရားတော်ကြီးတန်ဒိဋ္ဌိကိုကိုယ်တိုင်မြင်လို့ရတယ်အေးဒါယုံရမယ်လို့ရသော်ဘုရားဟောတာမဟုတ်ဘူး ဘုရားတရားတော်မှာတတ္ထာဆိုတာမလိုအပ်ဘူးလားဆိုလိုအပ်တယ်။ဘာအတွက်လိုအပ်တာတုံးဆိုရင်တတ္ထာဆိုတဲ့ယုံကြည်ချက်ရှိမှဘုရားမြတ်စွာဘုရားနဲ့တွေ့မယ်။တွေ့မှတွေ့တဲ့အခါကျတော့တတ္ထာဆိုတဲ့ယုံကြည်ချက်ကဒီလောက်ဆုံးဖြတ်မပေးဘူး။ပညာဆိုတာကဆုံးဖြတ်ပေးသွားတယ်။မှန်ပါပါခင်ဗျာ။ Right understanding ဆိုတာအမှန်သိသွားဖို့ကပိုအရေးကြီး။တတ္ထာကဆုံမိအောင်ဖန်တီးပေးတဲ့အကြောင်းတရားလောက်သာဖြစ်တယ်။ဟုတ်ကဲ့လား။ ုံကြည်မှုစိတ်ဝင်စားမှုကိုအကြောင်းပြုပြီးတော့ယုံကြည်တယ်ယုံကြည်လို့တရားနာတယ်စာပေသင်တယ်ဆိုတာယုံကြည်မှုကိုအခြေခံတာအဲယုံကြည်မှုကဆုံးဖြတ်နိုင်တာလားဆိုတော့မဆုံးဖြတ်နိုင်ဘူးဆုံးဖြတ်နိုင်တာပညာကဆုံးဖြတ်နိုင်တာသူ့ဟာနဲ့သူเนาะအဲဒါကြောင့်မလို့ဘုရားရဲ့တရားတော်ကအမှန်သိဖို့အတွက်အဓိကထားတယ်ယုံဖို့အတွက်အဓိကထားတာမဟုတ်ဘူး ယုံဖို့ကဒီနေရာရောက်အောင်ပို့ဆောင်ပေးတာမြတ်တာဖြစ်တယ်။အမှန်သိဖို့ဆိုတာပညာနဲ့သာသွားရတယ်ပေါ့။မှန်ပါပါဗျာ။ဒါပြင်အသိစိတ်လေးဟာနန္တရားလေးဟာဒီရုပ်ထဲမှာရှိနေတာလားလို့ဆိုမရှိနေတာမဟုတ်ဘူး။ဒါပြင်ဒီတရားနန္တရားဟာဘယ်ပုံပဲနည်းနဲ့ဒီလူတွေရဲ့တဏ္ဍာမှာဖြစ်နေတာတော့လို့မေးလို့ရှိရင်မြတ်စွာဘုရားဆိုင်ရဆိုင်ရအကြောင်းလေးရှိတယ်။ que